တခါတုန်းကတစ်ပင်တွေထူထပ်တဲ့တောလက်ကြီးထဲမှာငဖိုးဆိုတဲ့ယူသားတဲ့တစ်ခုတ်သမားတယောက်ရှိခဲ့တယ်။ငဖိုးဟာနေ့စဉ်တောထဲသွားပြီးတစ်ခုတ်တဲ့သူဟာတစ်ပင်တွေကိုလိုအပ်တဲ့လောက်သာခုတ်ပြီးတောတရဝတွေကိုမထိခိုက်အောင်ဂရုစိုက်လက်ရှိတယ်။အဲ့ဒီတောထဲမှာပဲမြောက်မင်းတကောင်ကလည်းသူ့ရဲ့မြောက်အုပ်စုနဲ့အတူနေထိုင်နေမြောက်မင်းဟာငဖိုးရဲ့တစ်ပင်တွေအပေါ်စေတနာထားမှုကိုအမြဲတမ်းတည်ထားမိနေတယ်။ တနေ့မှငဖိုးဟာခုတ်ထားတဲ့တစ်တုံးကြီးတစ်တုံးကိုချောင်းကန်းလာကနေရွာကိုဆွဲယူဖို့စူးစမ်းပေမဲ့တစ်တုံးက အရန်လေးလံလာကြောင်းလုံးဝရွှေ့လို့မရပဲစိတ်ပြတ်အားငယ်နေခဲ့ရတယ်။အဲ့ဒီအချိန်မှာမြောက်မင်းရောက်လာပြီးငဖိုးကိုမေးတယ်တစ်ခုတ်တမဘာလို့စိတ်ညစ်နေရလဲ။ငဖိုးကမြောက်မင်းဒီတစ်တုံးကအရန်ကြီးတယ်ငါတယောက်တည်းခွန်အားနဲ့ရွာကိုဆွဲမသွားနိုင်ဘူးလို့ယူသားစွာရှင်းပြတယ်။မြောက်မင်းကပြုံးပြီးငဖိုးမင်းဟာ ဒီတော့တဲ့ကတစ်ပင်တွေကိုစေတနာထားတယ်အခုငါအလက်ရောက်ပြီလို့ပြောလိုက်တယ်ထို့နောက်မြောက်မင်းဟာသူ့ရဲ့မြောက်စုတစုလုံးကိုခေါ်လိုက်တယ်မြောက်တွေအားလုံးဟာဝိုင်းပြီးလာကြတယ်တချို့ကတစ်တုံးကိုတုံးတချို့ကကျိုးတွေနဲ့ဆွဲကြတယ်သူတို့ဟာစီလုံးညီညွတ်စွာနဲ့ဝိုင်းဝန်းကူညီကြတော့လေးလံလှတဲ့တစ်တုံးကြီးဟာအလွယ်တကူနဲ့မြေကမ်းလားကနေရွာဖက်ကိုပါသွားခဲ့တယ်ငဖိုးဟာဝမ်တာအာရနဲ့မြောင်မင်းကိုကျေးဇူးတင်စကားအထက်ထပ်ပြောတယ်မြောင်မင်းကငဖိုး မင်းဟာတစ်ပင်တွေကိုကူညီခဲ့လို့အခုမင်းကိုတစ်ပင်တွေကကျေးဇူးဆက်တယ်လို့မှတ်ပါအရေးကြီးဆုံးကတော့ဘယ်အလုံးမဆိုတူးရဲလို့ရင်ခက်ခဲပေမဲ့စီလုံးနဲ့မိတ်ဆွေအင်အားနဲ့ဆိုရင်အရာအလုံးကပေါပါသွားတယ်လို့ဆိုဆုံးမှခဲ့တယ်။အဲ့ဒီနေ့ကစပြီးငဖိုးနဲ့မြောင်မင်းတို့ဟာတောနဲ့ရွာရဲ့အကောင်းဆုံးမိတ်ဆွေတွေဖြစ်သွားကြပါတော့တယ်။